أعوذ بالله من الشيطان الرجيم بسم الله الرحمن الرحيم يا أيها الذين آمنوا كتب عليكم الصيام كما كتب على الذين من قبلكم لعلكم تتقون صدق الله العظيم تنوليزا أدى تادنا توكاشين သူတော်စင်ပေါင်းတို့ခင်ဗျာအလ္လာဟ်ဆူဘဟာနဟူဝတာအလာရဲ့ကျေးဇူးတော်ပဲဖြစ်ပါတယ်ကျွန်တော်တို့တွေကိုအလောင်ရှင်မြတ်တခင်ကလာမြတ်ရမဇန်နဲ့ကြုံကြိုက်ခွင့်ပေးခဲ့တယ်ကျွန်တော်တို့ရဲ့ညီနောင် အများကြီးကိုကျွန်တော်တို့ဒီလိုတွေးလိုက်မယ်ဒီရမဇန်မတိုင်ခင်မှာပဲအလ္လာစီကိုပြန်သွားပြီကျွန်တော်တို့ကိုအလ္လာတာလာပေးတဲ့နေမတစ်ခုဖြစ်ဒီလာမြတ်ရမဇန်ဟာဆိုရင် کاؤم کو دور نین میا یا رے لا تلادے دیلا ما لوتیاؤ ہا نفیل نرکات فم سوئیں چنے لاما فرس نرکات فر سواب اکیلو اللہ دیلا ما لوتیاؤ کا فرض نرکات گو فر سوئیں چنے لا ی فرس نرکاد اَسا خن ساؤ خن سے یواب گو لو شمیا معافر အဲ့တော့ကျမ်းစာမြတ်ကုရ်အန်ထဲမှာအလ္လာဟ်ရှင်မြတ်မိတ်တော်မူတယ်ယာအယူဟလ်လဇီနာအာမနူအိုအီမန်တဝင်ယုံကြည်သူအပေါင်းတို့ကုတိဘာအလัยကုမုဆီယမ်အတင်တို့အပေါ်မှာအလ္လာဟ်ရှင်မြတ်ကဒီဆီယမ်လို့ခေါ်တဲ့ဥပုပ်တီလာစောက်တီခြင်းကိုဖရဇ်အဖြစ်အလ္လာဟ်ရှင်မြတ်သတ်မှတ်လိုက်ကျွန်တော်တို့အပေါ်မှာလာမြတ်ရမဇန်တလရိုးစားထားခြင်းဥပုပ်တီလာစောက်တီခြင်းဟာဖရဇ်ဖြစ်တဲ့မလုံမနေရတာဝန်ဖြစ်တယ် အကယ်လို့အကြောင်းရင်းအကြီးငယ်မရှိဘဲနဲ့ပြက်ကွက်ခဲ့မယ်ဆိုရင်အလွန်အမတန်ပြင်းထန်တဲ့အပြစ်ထိုက်လိုက်မယ်ဂုဏထိုက်လိုက်မယ်အလောရှင်မြတ်ပြောတဲ့ကုသိဘအလေးကုမစီယံအတင်းတို့ပေါ်မှာဒီရူဇာဖရက်ဖြစ်သွားပြီတဲ့အဲ့တော့ရူဇာဖရက်ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့နည်းနည်းလေးစိတ်ထဲမှာလေးသွားတယ်ငါတို့တော့ဒီတလတာဝန်ကြီးတစ်ခုထမ်းဆောင်ရအောင် ။တနေ့လုံးကောင်းကောင်းစားခဲ့တယ်၊တောက်ခဲ့တယ်။ဟာလာအချိန်ပြည့်ပါဇက်ထဲမှာဟာလာကွန်းနဲ့လက်ဖက်ရည်နဲ့ဒီလိုမျိုးနေခဲ့တဲ့လူတယောက်ဟာတလတာတနေ့ကုန်ဘာမှမစားရဘူး။ရည်လည်းမတောက်ရဘူးသမင်းလည်းမစားရဘူးဆိုတော့ကျွန်တော်တို့မှနည်းနည်းလေးစိတ်ထဲမှာလေးသွားတယ်ငါတို့ဘုံမှာတော့တာဝန်ကြီးတစ်ခုရောက်လာအလောရှင်မြတ်ပြောတဲ့ဒီတာဝန်ဟာအတင်တို့ကိုပဲပေးတာမဟုတ်ဘူးတဲ့အတင်တို့ကိုပဲဒီအွမ်မတ်ကိုပဲယူပြီးငါအလာပေးလိုက်တဲ့တာဝန်မဟုတ်ဘူးတဲ့ ကျွန်တော်တို့ကိုနစ်တိုက်တယ်ကုတိကမာကုတိဘာအလလဇီနာမင်ကဘလီကွန်အတင်းတို့ရဲ့အရင်မှာရှိခဲ့တဲ့အွမ်မတ်ကိုလည်းငါအလာတောင်းဝန်ပေးခဲ့တယ်အရင်အွမ်မတ်တွေခေဆက်ဆက်နဗီတိုင်းနဗီတိုင်းရဲ့အွမ်မတ်တွေမှာလည်းရူဇာဆိုတာရှိခဲ့တယ်ဒီဥပုသ်ဆောက်ခြင်းဆိုတာရှိခဲ့တယ်ဒါပေမဲ့ပုံစံနေ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 ကွာအရေးတော့အဖြစ်ပုံစံအဖြစ်ကွာမတို့တော့ရူဇာတော့သာ အဲ့တော့အရင်အွန်မတ်ကိုလည်းငါတာဝန်ပေးခဲ့သလိုအတင်တို့ကိုလည်းတာဝန်ပေးဒါဆိုရင်ကျွန်တော်တို့စိတ်ထဲမှာနည်းနည်းပေါ့သွားတယ်ဒီဟာကငါတို့ကြီးပဲလောက်ရတာမဟုတ်ဘူးငါတို့အရင်အွန်မတ်တည်းလောက်ရတယ်ငါတို့နဲ့ဘယ်လိုမဆိုအဖော်ရှိသေးတယ်အလာဒီရိုဇာထားခိုင်းတာပါကြောက်လေတဲ့လာအလကွမ်တတကွန်အလ္လာတလာမိတ်တော်မူတဲ့ဒီရိုဇာထားလိုက်မယ်ဆိုရင်တဲ့အတင်တို့ဟာတကွာတရားကိုရရှိသွားလိမ့်မယ်တကွာစရာပါကိုခေါ်လဲ တက္ကဝါရဲ့အပိုင်းနှစ်ပိုင်းရှိတယ်နံပါတ်1အပိုင်းကတော့တက္ကဝါဆိုတာအလ္လာတာလာခိုင်းထားတဲ့အလုပ်တွေကိုလုပ်နံပါတ်2ကတော့တက္ကဝါဆိုတာအလ္လာတာလာတားထားတဲ့အရာတွေကိုရှောင်တယ်ဒါဆိုရင်တက်ကွာရအောင်အဲ့တော့ရူဇာထိုင်းဘလို့တက်ကွာရလဲဆိုတော့ဟလာအလောရှိမြတ်ကဘယ်အီဘာဒတ်ကိုမဆိုလူတွေအထင်ကြီးအောင်မလုပ်ခိုင်းစိတ်ထဲမှာအလ္လာဂျီနတ်နစ်တဘူဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲလောက်အောင် လူတွေအထင်ကြီးတာတို့လူတွေကြားမှာနာမည်ကျော်တာတို့ဒါတွေဟာသူ့ဟာသူအလိုလိုအော်တိုမက်တစ်အနောက်ကနေရသွားကိုလောက်ရမှာကတော့အလာချေနပ်ဖို့ဆိုတဲ့နိယတ်နဲ့လောက်ရမှာအဲ့တော့ကျွန်တော်တို့လုပ်နေတဲ့ ibadat တွေနေ့စဉ်နမာဇ်ဖတ်နေတဲ့နော် zakat တွေပေးနေတဲ့ဟာလာ hajj တွေလုပ်နေတဲ့ roza တွေထားနေတဲ့ဒီ ibadat အားလုံးမှာများသောအားဖြင့် ibadat ကပြားစားလို့ရတယ် ကိုကတော့နမာဇ်ဖတ်ခြင်းစိတ်မရှိဘူးလူတယောက်ကိုကိုကြည့်နေလို့ဆိုပြီးသူအထင်ကြီးအောင်ဖတ်ပြလို့ရဟုတ်လားဇကာတ်ကလည်းဒီတိုင်းပဲလူအထင်ကြီးအောင်ပေးလို့ရတယ်ဟတ်ကလည်းလူအထင်ကြီးအောင်အများကြီးလုပ်ပြလို့ရတယ်ဒါပေမဲ့ရိုဇာကတော့လူအထင်ကြီးအောင်လုပ်ပြလို့မရဟုတ်လားလူတယောက်ကိုကိုမဟုတ်တစ်ခုကြွေးတယ်ဒီမဟုတ်ကိုကိုကမစားဘဲနဲ့ငါရိုဇာနဲ့ပါလို့လူအထင်ကြီးအောင်ပြောလို့ရပေမဲ့ ဟလာအခန်းထဲမှာသူတယောက်တည်းရှိနေတယ်ဘယ်သူမှမရှိဘူးမိန်းမလည်းမရှိဘူးခလေးလည်းမရှိဘူးတယောက်တည်းပဲရေကလည်းအစင်နဲ့ပဲသူတောက်ချင်းတောက်လိုက်လို့ရတယ်ဘယ်သူမှမြင်မှာမဟုတ်ဘူးဒါပေမဲ့ဒီဘန္တာမတောက်ဘူးဘာကြောင့်မတောက်လဲငါ့ကိုအလာမြင်နေတယ်ดาวเวกระตักกว่าง้ากูอัลลาห์မြင်နေတယ်ရေချိုးကမ်းမှာရေချိုးတယ်ခေါင်းပေါ်ကရေလောင်းချတယ်ဗဇက်ရှိကနေရေကဖြတ်သွားတယ်ဗဇက်လေးဖွင့်လိုက်ုံပဲအလိုလိုဝင်သွား ရှာလေးထုတ်လိုက်ရုံပဲပါဇက်တဲ့ကိုရေဝင်သွားမယ်ဘယ်သူမှတွေးမှာမဟုတ်ဘူးဒါလည်းဒီပန္တာမတောက်ဘူးရေကိုချိုးတဲ့ပါဇက်ကိုအတင်းပိတ်ထားတယ်ပါဇက်တဲ့ရေမထည့်ဘူးဘလုတ်ကြီးကျင်းတဲ့အာကောင်နဲ့မဝင်အောင်တတိထားတယ်ဘယ်သူမှမြင်မှာမဟုတ်ဘူးတိတယ်ဒါပေမဲ့ပန္တာကတိနေတယ်အလာငါကိုမြင်နေတယ်ဒီရိုးစားမှာတကွာအများကြီးရသွားတယ်။အလာငါ့ကိုမြင်နေတယ်ဆိုတော့ဒီစိတ်အလာကိုကြောက်တဲ့စိတ်မြန်မြန်ရသွားတဲ့ရိုးစားထားပြီ နော်အဲ့တော့ရိုဇာရဲ့ဖဇီလတ်နဲ့ပတ်သက်ပြီးဟာဒီသ်တော်မှာအများကြီးလာရှိတယ်နော်ဝလာခလူဖူဖမစ်ဆာအီမီအင်ဒလာဟီအတယဘူမင်ရီဟီလ်မစ်ကဟာဒီသ်တော်မှာလာရှိတယ်ရိုဇာထားတဲ့လူရဲ့ပါဇက်ကကျွန်တော်တို့ဒုနီယာမှာဒီလိုထင်တယ်သူပါဇက်နဲ့အလ္လာဟ်တာလာပြောတယ်သူပါဇက်ရဲ့အနန်းဟာတဲ့ငါလောက်ရှင်မြတ်ရဲ့ထံမှာတဒိုးယနန်းသက်ကိုငွေးတယ် روزانے رو اجزی بھی تو یہ روزا گو نا سواب پی میرے حالا نماز دو روزہ رو زکات گے فرشتانے تسی پی میں اللہ تعالیٰ پی لے پی میں چینے فرشتانے نے تسیم پی لے پی میں اللہ بے قور پی میں ဒါပေမဲ့ရူဇာနဲ့ပတ်သက်ပြီးဒီလိုစကားလုံးရှိတယ်ဝါအနာအဂျီဇီဘီဟီအဲ့ဒီရူဇာရဲ့ဆောအပ်ကိုငါဘရုနဲ့မှတဆင့်ကမပေးခိုင်းဘူးတဲ့ငါကိုယ်တိုင်ပေးမယ်တချို့ပညာရှင်ကဒီဟဒီသ်ကိုဝါအနာအဂျီဇာဘီဟီလို့ဖတ်တယ်ဘာပြောလဲဆိုတော့အဲ့ဒီရူဇာကိုရဲ့ဆောအပ်ကတဲ့ငါကိုယ်တိုင်ပဲပေးခြင်းခံရမယ်တဘောကငါကိုရသွားမယ် ရိုဇာထိုင်းအလာပြောတဲ့ငါ့ကိုရသွားမယ်အဲ့တော့ရိုဇာနဲ့ပတ်သက်ပြီးတော့ဒါကတော့အာခိရတ်မှာရမယ်အကျိုးကျေးဇူးဖြစ်တဲ့အာခိရတ်ရဲ့အကျိုးကျေးဇူးကိုပဲမျှော်ကူပြီးထားရမယ်အလာတာလာချိန်နှပ်ဖို့ပဲထားရမယ်သို့တော့ကျွန်တော်တို့မမျှော်လင့်ထားတဲ့အရာတွေဒုနီယာမှာအများကြီးရမယ်ရိုဇာထားတဲ့လူဒုနီယာမှာအများကြီးရမယ်အဲ့ဒါဘာတွေလဲဆိုတော့ဒီနေ့ဒီကနေ့ကျွန်တော်တို့တနစ်ပတ်လည်လုံးအစားမျိုးစုံစားတယ် သမင်းနဲ့နံပါတ်ကန်သုံးကန်စားတယ်เนาะအစီတွေအနစ်တွေစားတယ်เนาะကက်မီကယ်တွေစားတယ်အချိုရည်ပလင်းတွေဘူးတွေအရန်တောက်တရက်တပလင်းမှမတောက်ရရင်မနေနိုင်ဘူးတကယ်လည်းအဲ့ဒီကက်မီကယ်ဘူးကဘာနဲ့လှုပ်လဲကျွန်တော်တို့လည်းမသိဘူးလိမ္မော်ရည်လို့ရည်ထားတဲ့လိမ္မော်ကြီးပါလားမပါလားကျွန်တော်တို့စက်ရုံမှာတစ်ခါမှသွားကြည့်တာမဟုတ်ဘူး ဒါပေမဲ့လိန်မော်ဒီစားမလားမင်းမကြိုက်ဘူးလိန်မော်ဒီဘူးရဲဖြော်ရတော့တောက်အဲ့တော့ဒီကမီကယ်လေးစားရင်တောက်ရင်လည်းခန္ဓာကိုယ်မှာမလိုအပ်ပဲနဲ့အစီတွေဖြစ်တယ်ယောဂတွေဖြစ်တယ်အမျိုးမျိုးအရာတွေဖြစ်နေအောင်တွေ့ရဟုတ်လားဒီနေ့စီကြိုတွေဖြစ်နေတယ်သွေးကြိုတွေဖြစ်နေတယ်ဘာဖြစ်လို့လဲအစာအသောက်ကိုကျွန်တော်တို့လက်လွတ်စပွဲစားကျွန်တော်အိန္ဒိယမှာတွေ့ခဲ့တယ်အိန္ဒိယနိုင်ငံသားတွေဟုတ်လားအစာအသောက်တစ်ခုစားမယ်ဆိုရင်ဘာအရသာရှိလဲမမေးဘူးကျန်းမာရေးအတွက်ဘာကောင်းလဲလို့မေးတယ် ဒါစားလိုက်ရင်ကျမ်းမာရေးအတွက်ဘာကောင်းလဲမေးပြီးတော့ကောင်းရင်စားရမကောင်းရင်မစားကျွန်တော်တို့မြန်မာနိုင်ငံသားကတော့လေးလာကြည့်တဲ့လောက်ကတော့ဘယ်အစားတောင်းမဆိုကျမ်းမာရေးအတွက်ဘာကောင်းလဲလို့ဘယ်သူမှမမေးဘူးအရသာရှိလားလို့ပဲမေးတယ်အရသာရှိရင်စားမယ်ကျမ်းမာရေးဘာဖြစ်ဖြစ်မရှိမစားဘူးဒါကျွန်တော်တို့နိုင်ငံသားတွေအဲ့တော့တစ်နှစ်လုံးစားခြင်းနဲ့စားတယ်စားတော့စားတော့ဒီအစာအိမ်ကမခံနိုင်ဘူးမနက်ကျရင်သမင်းကြော်တပကံအမောက်စားလိုက်တယ်ပြီးတော့လပြီးတော့လဖိတ်တစ်ခွက်တောက်လိုက်တယ် ဒီအစာကဟိုမှာသွားပြီးတော့ဝန်းချုပ်ပြီးခံသွားတယ်ခဏနေကြတော့လက်ဖေးဆိုင်ပြန်ဆိုင်တယ်မုံနဲ့လက်ဖေးပြန်စားတယ်ခဏနေကြတော့သမင်းသုံးမကန်လောက်စားတယ်အစာကမကြည်သေးဘူးညနေလက်ဖေးနဲ့မုတ်ပြန်စားတယ်ညကျတော့မဂရစ်ပြီးစားတယ်အရှာပြီးလက်ဖေးဆိုင်မှာခောက်ဆွဲကြောပြန်စားတယ်ဒီလောက်စားတော့ဒီခန္ဓာကိုယ်မှာရှိတဲ့ဒီအစာအင်ကသူ့မှာတတ်မှတ်ချက်တစ်ခုရှိတယ်အစာခြေနိုင်တဲ့အတိုင်းအတာတစ်ခုရှိတယ်အဲ့တော့ဆိုင်းဆိုင်းနဲ့အစာမချေနိုင်တော့အစာတွေဗိုက်ထဲမှာဂျမ်းဖြစ်သွားတယ်ဖြစ်ပြီးတော့အစာမချေတာဒီကနေဖြစ်တယ် ကိုကိုခန္ဓာကိုယ်မှာရှိတဲ့အစာခြေပိုးရဲ့အစာခြေနိုင်အားထက်ကိုစားတဲ့အစာစားကများနေတော့အစာခြေပိုးကမခြေနိုင်တော့ဒီဝန်းချုပ်တာဖြစ်တယ်။ဒီအနေပဲတဖြည်းဖြည်းပါဖြစ်လာဆိုကင်ဆာတို့ဟာလားစီးကြိုတို့သွေးကြိုတွေဖြစ်တယ်။ဘာကြောင့်လဲခန္ဓာကိုယ်မှာအစာများများစားရင်ကျွန်တော်တို့အားရှိတယ်လို့ထင်တဲ့အတွက်တူလို့ဖြစ်တယ်။အစာများများစားတိုင်းအားရှိတာမဟုတ်ဘူးအစာကိုချိန်ပြီးစားတတ်မှအားရှိတယ်။စီးကြိုဖြစ်နေတဲ့လူတွေကိုမေးလို့ရတယ် အရင်လားတွေမှာစီးတောက်ရသလိုဟလာရမဇန်လားမှာတောက်ရလားဆိုတော်တော်များများတောက်ရမလို့တော့ဘာဖြစ်လို့လဲမနေ့စယ်ဒီဒီချိန်စားတယ်ဝါဖြင်းစားတယ်တနေ့ကုန်အေးဆေးပဲဘာမှမစားဘူးဆိုတော့ဘာမှလည်းမဖြစ်ဘူးအဲ့တော့အစာတောက်ဒီလောက်များများတနေ့လုံးစားလာတယ်စားလာတယ်အဲ့တော့ဒီအစာခြေပိုးတွေဟာသူ့မှာဟလာအားလက်ချိန်မရှိကျွန်တော်တို့ကအစာခြေပိုးကတပကံစားပဲအားရှိကျွန်တော်တို့နပကံထည့်လိုက်တယ်ဒီလောက်ထည့်လိုက်တယ်လပင်းထီရောက်သွားတယ်အစာခြေပိုးပါပြီးသွားတယ်အစာမခြေနိုင်တော့ မချိနိုင်လို့အစာချိဖို့ယုံတာဘယ်လိုမှယုံလို့မရဘူးသူပါပြပြီလဲဘယ်လိုအစာချိမလဲအဲ့တော့ဒီလိုမျိုးတွေကျွန်တော်တို့စာရင်စာရင်နဲ့ဗာဖြစ်လာလဲဆိုတော့ခန္ဓာကိုယ်မှာမလိုလားအဲ့တဲ့ဟိုယောဂဒီယောဂအစာများပြီးဖြစ်လာတာအစာနည်းပြီးဖြစ်တာမဟုတ်အစာမစားလို့ဖြစ်တာမဟုတ်အစာများသွားပြီးတော့ဖြစ်သွားတာ အဲ့တော့ဒီနေ့ဟလာဒီအစာခြေပိုးတွေကိုအလောင်းရှင်မြတ်တခင်ကကျွန်တော်တို့ကိုဟလာတို့ဟိုဟိကမတ်တခုနဲ့အလ္လာဟ်တာလာအနာပေးလိုက်ဘူးနော်မင်းတို့လည်းနားတော့တို့လည်းနားကျင်ပြီပေါ့တနစ်ပတ်လည်းလုံးကျွန်တော်တို့ညမအိပ်မချင်းလဲစားနေတယ်ကြက်တွေกินပြီးစားနေတယ်ပျော်ပဇာလုပ်ပြီးစားနေတယ်ဆိုတော့အခုအစာခြေပိုးတွေနားပြီတနေ့ကိုတနေ့ကုန်နားတယ်နားတယ်နားတယ်ဟလာအားလည်းပြည့်သွားပြီအေးလည်းဝသွားပြီညနေကျတော့ကျွန်တော်တို့ဝါဖြေဝိုင်းမှာအပူလည်းရှိတယ်အေးအေးလည်းရှိတယ်အဆက်လည်းရှိတယ်အချိုလည်းရှိတယ်အားလုံးရှိတယ် စမ်းကျင်တဲ့အရာသာရှိတဲ့ဟာအားလုံးရှိတယ်။တပြိုင်တည်းစားလိုက်တယ်။ဘာမှမဖြစ်ဘူးတရာပြီလဲပြီးတော့ပျောက်သွားတယ်။ဘာဖြစ်လို့ပျောက်သွားလဲဆိုတော့တနေ့ကုန်ဒီနားထားတဲ့အားရှိနေတဲ့အစာခြေဘိုးတွေခြေလိုက်တော့အခုခန္ဓာကိုယ်ထဲမှာကျန်းမာရေးကောင်းသွား။အဲ့တော့ဒုစားထားခြင်းကအာခရတ်မှာရမယ်ဆဝါဘ်ကတော့အများကြီးပဲသို့တော့ဒုနီယာမှာလောလောလတ်လတ်အများကြီးဒီဟာတွေရတော့ကျွန်တော်အတွေ့အကြုံပြောရင်တစ်ခေါက်ရန်ကုန်ကနေယထာစီပီလာနေတယ်မော်မြိုင်မှာနိုင်ငံသားတယောက်ရှိတယ် ကျွန်တော်တို့ကတော့အားလုံးသိတယ်ယထာစီးပြီးဆိုရင်တခູ່မှအလွတ်မပေးဘူးဈေးတဲ့တက်လာတဲ့ဘယ်ဈေးတဲ့မှာအလွတ်မပေးဘူးဒါအားလုံးသိတယ်သမင်းမောင်းဆိုလဲစားမယ်မြေပဲတက်လာရင်လဲကို့အတွက်ပဲလဖေးတဲ့လာလဲကို့အတွက်ပဲအေးအေးလာလဲကို့အတွက်ပဲဥပလာကျဥပြုတ်ဘဲဥပြုတ်လာလဲကို့ဟာပဲဒီလိုပဲထင်တနေ့လုံးစားတယ်ဒီအနိုင်ငံသားတူရစ်ကကြည့်နေတယ်ပွဲကိုဒီဘမပြည်သားတွေကစားလဲစားနေတယ်ဝယ်လဲဝယ်နေတယ်ထဲ့လဲထဲ့နေတယ်တနေ့ကုန်သူ့လဲကြည့်နေဘာမှမစားဘူး အညနေလောက်ရတော့သူ့မေးတယ်တနေကုန်လဲဘာမှမစားဘူးဘာဖြစ်လဲကျွန်တော်ဝယ်ကြည့်ရမလားကျွန်တော်ကြည့်မယ်စားမလား तू ပြောတယ်မစားဘူးဘာဖြစ်လဲလဲပြောတာ I am fasting သူပြောတယ် तू fasting ဆိုတာဘာကိုပြောလဲဆိုတော့ကျွန်တော်အစာအငတ်ခံအဲ့ဒါသူ့မေးတယ်အစာအငတ်ခံတာဘာကြောက်လဲဘာအကျိုးရှိလဲ तू ပြောတယ်အစာအငတ်ခံခြင်းအဖြစ်ကျန်းမာရေးအတွက်အများကြီးအကျိုးရှိတခါတလေအစာအိမ်ကိုအနာပေးလိုက်ရ तू ပြောတယ်ကျွန်တော်စားတာတွေများနေပြီဒီနေ့တည်းအနာပေးလိုက်ရင် အစာချေဖို့လဲအားကောင်းသွားမယ်အစာအိမ်လဲအားကောင်းသွားမယ်အခုနကတက်နေတဲ့စီးကျွသွေးကျွလဲပြောက်သွားအဲ့တော့ဘာမှမစားပဲအငန်းနေလိုက်မသိရဆိုတော့ဒါသူတို့တွေကိုယ်တိုင်ကဟလာဒီဥအဘာဒတ်အနေနဲ့မဟုတ်ပဲနဲ့เนาะသိပ်ပံအရာကျမ်းမာရေးရှုတော့အရာဒါတွေလုံးအဲ့ဒါကြောင့်စေပညာရှင်တွေပြောတယ်လူတယောက်ဝန်းချုံရင်မလုပ်ရမလဲကျွန်တော်တို့ကတော့ဝန်းချုံရင်ဝန်းချူစေတော့ဝန်းပြောစေတော့ ဟာစေးအဲစေးမှာနှလုံးတောက်ပါရေးထားရင်ပြောရတဲ့နှလုံးနဲ့မနိုင်ဘူးတဲ့ငါလေးလုံးတော့မှရတယ်။ဒါကိုကိုကိုဒုက္ခပဲ။ဝန်ချောင်းရင်ဘာလုပ်ရမလဲဆိုတော့စေးပညာရှင်တွေပြောတယ်။သမင်းတစ်နှလုံးအငတ်နေလိုက်တဲ့ကောင်းရမယ်တဲ့။တကယ်အသေးပဲရှိတဲ့စကားပဲ။ဝန်ပါကြောက်ချုပ်လဲအခုနကသူ့ရဲ့ခံနိုင်ရည်အစာအိမ်ခံနိုင်ရည်ထက်ကိုပူစားပြီးတော့မထွက်တော့ဘူး။အခုသူတဏ္ဏအငတ်ခံလိုက်ရင်အဲ့ဒီတဏ္ဏမှာဟိုအစာချေပူအပ်ချေလိုက်ရင်ကောင်းရမယ်။ တကယ်သမင်းအတနာအငန်းနေကျမ်းမကြီးကောင်းသွားမှာအခုနားကလည်းအားလုံးကောင်းသွားမှာအဲ့တော့ကျွန်တော်တို့ကအစာအတော့တွေအရင်စားခဲ့တော့အခုအလောက်ရှင်မြတ်ကျွန်တော်တို့ကိုတလပေးနာကဲတနေကုန်အချိုရီဘူးတွေလည်းမတောင်းနဲ့တော့သမင်းတွေလည်းမစားနဲ့တော့နော်လဖေးတွေလည်းမတောင်းနဲ့တော့အခုဘာဖြစ်သွားလဲဆိုတော့ကျမ်းမကြီးပူကောင်းသွားတော့တည်းရရိုးစားထားလို့ကျမ်းမကြီးထိခိုက်သွားတယ်ဆိုတာတယောက်မှမရှိဒါလူတွေစိတ်ထဲကထင်တာငါသမင်းမစားရင်တော့ယောဂဖြစ်မယ်ဆိုတော့အမှန်တော့မဟုတ်ဘူး ။ရိုးစားထားပြီးရင်ခန္ဓာကိုယ်နည်းနည်းပြန်စစ်ကြည့်။သွေးတွေပါတယ်စစ်ကြည့်၊စီးတွေပါတယ်စစ်ကြည့်။အရင်ထက်ကိုပိုကောင်းလာပဲတွေ့ရမယ်။စိုးကြိုးလောက်ဝမရှိဘူး။ကောင်းကြိုးကြီးပဲ။ဒုနီယာမှာကောင်းကြိုးကြီးပဲ။အဲ့ဒါအလ္လာဟ်တာလာကျွန်တော်တို့ကိုဒီလိုမျိုးအခွင့်အရေးတစ်ခုပေးထားတယ်။အဲ့ဒါဒီဟာကအလ္လာဟ်စီမှာလဲဆဝါပြရမယ်တဲ့။ဒုနီယာမှာလဲအကျိုးရှိမယ်။ကုသိုလ်လဲရဝမ်းလဲဝါဆိုတာဒီအလောက်ပဲ။ကျွန်တော်တို့ဒုနီယာမှာလည်းအများကြီးခန္ဓာကိုယ်တက်အကျိုးရှိမယ်လူလည်းအများကြီးအလုရှင်သွားတယ် ။နောက်မင်းနေလဲစားစားရတဲ့တခါလက်တွေစီရတဲ့အိမ်ရအမင်းကလေးတွေကပကံစီရတဲ့နော်ပြီးအိမ်သာပြေးသားရတဲ့အခုဘာလုံးမှမရှိတော့တနေ့ကောင်အားနေတယ်နော်အလုပ်တွေလည်းရှင်းတယ်အဲ့တော့ဒါတွေအားလုံးကအလောက်ရှင်မြက်ကမိမိဗန္ဒာမှာဘာလို့အဲ့လဲဆိုတာတီးလို့အလာတာလာတတ်မှတ်ထားပြီအဲ့တော့ဟာလာအချိန်ရလည်းနေတယ်အဲ့တော့ရူဇာနဲ့ဒီရှာဘန်ရဲ့နောက်ဆုံးရရောက်တဲ့အခါမှာတမန်တော်မြတ်ကြီးဆလ္လာလဟ်အလိုင်းဝါဆလမ်ကဟာဒီသ်တော်တစ်ပုဒ်ကိုမိတ်ခဲ့ تو میں نبی عجی صلی اللہ علیہ وسلم حضرت سلمان فارسی رضی اللہ تعالی عنہ حسین جانے خطبنا رسول اللہ صلی اللہ علیہ وسلم فی آخری یوم من شعبان شعبان لا یہ نو سو یہ یو لا رہے گا تو میں نبی صلی اللہ علیہ وسلم کا میں خود باپ ہے خود بارے میں تو میں نے دلوں فقال یا ایوہ الناس قد ازلکم شہر عظیم او لودا پاؤنو اتین روزی گو အလွန်အင်မတန်မြင့်မြတ်တဲ့လတစ်ခုလွမ်းမိုးလာပြီအဇလကုမ်ဆရာအတင်တို့အပေါ်မှာလွမ်းမိုးလိုက်ပြီးအတင်တို့အပေါ်မှာအရိတ်တကယ်တို့အပေါ်ကနေရောက်လာပြီးရှဟရွန်မူဘာရက်အဒီလာဟာဆိုရင်နဲ့အလွန်အင်မတန်ဘရကတ်မင်္ဂလာနဲ့ပြည့်စုံတဲ့လတစ်လဖြစ်တဲ့ရှဟရွန်ဖီဟီလိုင်လတ်န်ခိုင်ရွန်မင်အလ်ဖီရှဟရအဒီလာမှာဒီလိုမျိုးရက်တရက်ရှိတယ်အဒီရက်ကတဲ့လာပေါင်းတစ်ထောင်ထက်ကိုမြင့်မြတ်တယ်ကာဇာညကိုပြောတယ် ဒီလိုညတညာရှိတယ်အဲ့ဒီညဣဘာဒတ်လုပ်လိုက်ရင်လာပေါင်းတထောင်နဲ့ကိုမြင့်တယ်အဲ့လိုညတညာပါဝင်တဲ့လာဖြစ်တယ်တဲ့ဂျာအလလ္လာဟူဆီယာမဟူဖရီဇာအဲ့ဒီလာရဲ့ရူဇာထားခြင်းကိုအလ္လာဟ်ရှင်မြတ်တခင်ကဖရဇ်အဖြစ်တတ်မှတ်လိုက်တယ်ဝကီယာမလိုင်လီဟီတတောဝန်အဲ့ဒီညမှာဖတ်ရမယ့်တရာဝီကိုစွန်နတေမုအကဒါဖြစ်အလ္လာဟ်ရှင်မြတ်ကတတ်မှတ်လိုက်တရာဝီဖတ်ခြင်းကစွန်နတေမုအကဒါဖြစ်တယ်အကြောင်းမဲ့ပြတ်ခွက်ခြင်းဒီဂုဏထိုင်တယ် စွန်နတိမူအကဒါတမန်နမြတ်ဆလောဆမ်ဆွဆဲမြင့်မြတ်ဖတ်ခဲ့တယ်။အဲ့ဒါစွန်နတိမူအကဒါတမန်တော်ဆွဆဲမြင့်မြတ်ဖတ်ခဲ့တယ်ဖတ်ခြင်းကတာဝန်တစ်ခုဖြစ်တဲ့အကြောင်းမဲ့ပြက်ကွက်ရင်အပြစ်ဖြစ်တယ်။ဒါပေမဲ့ဖရဇ်မဟုတ်တဲ့အတွက်လွတ်သွားရင်ကဇွာတော့မရှိဘူးဒါကိုပြောတာ။ من تقرب فيه بخصلة من الخير كان كمن أدى فريضة على أجنو هاغونا چنو پیو گره هابه دیلا من نفل تکوبو سو تیره سو ين على فيما سواه تچا دولا مفرس سو تیره سواب گولا شمیا گا پی ما پھر دیں ومن أدى فريضة فيه كان كمن أدى سبعين فريضة فيما سواه دیلا مفرس تاون تکو چیلائی ده سو ين چنه لا مفرس بان کنسه တာဝန်ကျေတဲ့သဝါဘ်ကိုရမှာဖြစ်တယ်။တချို့သောဟဒီစ်မှာ900လည်းရှိတယ်ဖဇာအီလ်ဖဇီလတ်နဲ့ပတ်သက်တဲ့ဟဒီစ်နဲ့ပတ်သက်လာရင်ကျွန်တော်တို့မှတ်ထားရမယ်။အတိုင်းတာဆိုတာမရှိ။ဒါအ ਨੇ ဆုံးအစင်းကိုပြောတာ90မိမိအခလာရှိရင်ရှိသလို900လည်းဖြစ်နိုင်တယ်9000လည်းဖြစ်နိုင်တယ်။နော်အလ္လာဟ်ရှင်မြတ်ခင်ကျွန်တော်တို့ကိုချီးမြှင့်มาဖြစ်တယ်။ဝါဟူဝါရှာဟရုဆောဘရီဒီလာဟာဆောဘရလို့ရမယ်လား။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအရင်လထက်ကဒီလာမှာဒေါရကြီးတယ်။ ဒါ ਉਹ ပဲကျွန်တော်တို့ဝါကြိုက်တယ်လို့ခေါ်တယ်။အရင်လမ်းမှာတောင်းယုံတန်ယုံကိစ္စတခုပြောလိုက်ရင်ဒေါသမထွက်တတ်တဲ့လူဟာဒီလမ်းမှာဘာမှပြောလို့မရအောင်နေကောင်းလားမေးလဲစိတ်ဆိုးတယ်။ဘာလုပ်လဲမေးလဲမင်းမမြင်ဘူးလားလို့ပြော။ဘာပြောလို့ဆိုဘိုက်ကစာနေတော့ဘာပြောပြောအကောင်မကြဘူး။ပောက်ကွဲမဲ့ဒေါသထမဲ့လားဖြစ်တယ်။အလရှမက်ပြောတဲ့ဒီဟာဒီလကစော်ပါလောက်ရမဲ့လားနော်တဲ့။တရားရောက်ပြဿနာလာရှာသည်ဆိုတော့ဘုခါရီကျမ်းမှာနောက်တစ်ပုဒ်မှာလာရှိတယ်လူတယောက်ကိုယ်ကိုပြဿနာရှာဖို့လား လူတယောက်နောက်ဆုံးထိုးဖို့လာတယ်ရိုက်ဖို့လာရင်တော့မှသူ့ပြောမှာကဝါအဝအင်းနီဆောအင်းငါရူစာနဲ့ကွာငါမင်းနဲ့ရံမဖြစ်ချင်းငါပြန်ဖြစ်မယ်ဆိုလို့မဟုတ်ငါကရူစာနဲ့ငါရံဖြစ်လို့မရဘူးဆိုပြီးပြန်ပြောပါတဲ့ဒီကနေ့ဘာပြောလဲဒီလဟာဆောဘယ်လောက်ရမယ်လားတဲ့ဝါဆောဘရူဆဝါဘူလ်ဂျန်နာဆောဘယ်လုံးရင်ဘာရမလဲသူ့ရဲ့အကျိုးဆဝါဘကတော့ဂျန်နတ်ရမယ်အလုံးလိုချင်တဲ့ဂျန်နတ်တရားမယ်ပြီးတော့ဒီလဟာဝရှဟရုလ်မဝါစာကိုခြင်းစာတရားထားရမယ်လားတဲ့ ဘလို့ကိုချင်းစားလဲကျွန်တော်တို့ညနေချိန်ဘိုက်စားပြီးဝါကြိုက်ပြီးကျွန်တော်တို့ဒီအချိန်မှာတွေးရမှာပါလဲအော်ငါတို့ကတော့နေ့စဉ်သမင်းစားဖို့ရှိတယ်ရှိတော့ငါတို့ဘိုက်စားတဲ့ဒဏ်ကိုမခံဘူးအခုတော့ငါခံရပြီအော်ငါရဲ့မွတ်စလင်ညီနောင်တွေဒီလိုလူတွေအများကြီးရှိတယ်မနက်စာစားပြီးညနေစာစားဖို့မရှိဘူးတချို့လူကတနေ့ကုန်စားစရာမရှိဘူးသူတို့ဘိုက်စားတဲ့အချိန်မှာဘလို့ခံစားရမလဲ အခုငါခံစားရနေရတယ်လို့သူတို့လည်းဘိုက်ဆိုင်တယ်လို့ခံစားရမှာပဲဆိုပြီးကိုချင်းစာတရားကိုချင်းစာတဲ့စိတ်မွေးရမယ်ကိုချင်းစာတဲ့စိတ်မွေးပြီးဒီလိုပဲထိုင်နေမလားမဟုတ်ဘူးကို့မှာဇကာထိုက်တယ်ဆိုရင်ဘလူတွေဇကာစားထိုက်လဲသူတို့စကူရှာရှာပြီးပေးရမယ်ရော့ဟာလာစားယူပါเนาะအကယ်လို့ဇကာလို့ပြောရင်အတဖက်လူရှက်မှာစိုးရင်ရတယ်ဆိုရင်မဟုတ်ဘူးလို့ဤဒီလို့ဝါဖြေစာလို့ပြောပြီးပေးလိုက်ပိုက်တယ် ဒါပေမဲ့အရှေ့အလူစားထိုင်မထိုင်တော့တေချာလေးလာဖို့ကိုမတာဝန်ရှိတယ်။အရှေ့လာလာမဲ့ပတ်တာနဲ့ပတ်သက်ပြီးဇကာတိတဲ့အကြောင်းပြောပေးမယ်။အဲ့တော့ဒီလကကုချင်းစာတရားထားရမယ်လားဖြစ်တယ်နော်။ဒီလမှာနောက်ဆုံးကိုကဇကာတော့မထိုင်ဘူး။ကိုအတော်အသင့်စားနိုင်တယ်။ကြီးလိုက်တော့ကိုရဲ့ညီနောင်ကိုရဲ့ညီကိုမောင်နှမဆွေမျိုးသားချင်းကိုလောက်မစားနိုင်ဘူး။ဘာမှမဖြစ်ဘူးလစ်လာတွေကပေးလိုက်။ ရောလစ်လာရတဲ့တိန်ယူဝါဖြေစားဝဲရောလစ်လာရငါးတောင်းယူကလေးတွေဝါဖြေစားရေးရောဆံဝယ်လိုက်ဒီလိုမျိုးကိုချင်းစာတရားထားရမယ်ကိုမှရှိတဲ့ဟာကိုမရှိတဲ့လူကိုမြပေးရမယ်လားဖြစ်တယ်တဲ့ဝါရှဟရွန်ယူဇာဒူဖီဟီရစ်ကူလ်မွအ်မင်ဒီလာဟာမွအ်မင်ရဲ့ရိုစီရိတ်ခါပူများလာတယ်လားတလားဖြစ်တယ်ကျွန်တော်တို့ကြည်လိုက်အရင်လာတဲ့နက်စတာမှာမုတ်တစ်မျိုးပဲဝယ်နိုင်တဲ့လူကဒီလာကျရင်သူ့ရဲ့ဝါဖြေဝိုင်းမှာမုတ်၄၅မျိုးတွေ့ရလိမ့်မယ် အရင်လားဒီသမင်းဝိုင်းမှာဟင်းတစ်မျိုးပဲရှိတဲ့အိမ်မှာဘလောက်ပဲဆင်းရဲသည်ဖြစ်စေဟွာလားဆယ်ဒီချိန်ကျဟင်း၃လေးမျိုးအိမ်တိုင်းမှာရှိတယ်။ဒါဘယ်ပြောတာဒီလဟာရူစီရိတ်ခါများပြတယ်လားနော်အလ္လာတလာရူစီချီးမြှင့်တာဖြစ်တယ်။မန်ဖတ်တရဖီဟီဆောအီမန်ကာနလဟူမဂ်ဖီရတုလ်လီဇူနူဘီအချင်းသူဟာရူစာထားတဲ့လူတယောက်ကိုဝါဖြေစာဝယ်ပေးမယ်ဆိုရင် ဝါဖြေဖို့စီစဉ်ပေးမယ်ဝါဖြေစာဝယ်ပေးမယ်ဆိုရင်တဲ့အလောရှင်မြတ်တခင်ကသူ့ရဲ့ဂုဏတွေကိုခွင့်လွှတ်မှာဖြစ်တယ်ဝအစ်ကူရကဘတိဟီမင်နနာသူ့ကိုအလောရှင်မြတ်တခင်ကဂျဟန္နမ်ကနေကယ်ထုတ်လိုက်မှာဖြစ်တယ်သူဂျဟန္နမ်ကြောက်ဖို့ရှိရဆိုရင်သူ့ကယ်ထုတ်လိုက်မယ်မဟုတ်လို့လေရိုးစားထားတဲ့လူကိုသူကဝါဖြေစာဝယ်ပေးတယ်ဝါဖြေဖို့စီစဉ်ပေးတယ်ဝကာနလဟူမစ်လူအဂျရီဟီအဲ့ဒီဝါဖြေစာဝယ်ပေးတဲ့လူသွားဘယ်လောက်ရမလဲဟိုးဝါရှောင်တဲ့လူရတဲ့သွားအပြည့်ဝသူရမယ် ဝါရှောင်တဲ့လူကသဝါတရားဖို့ရရင်သူလည်းတရားရမယ်ဒါပေမဲ့ဝါရှောင်တဲ့လူစီကလည်းမရော့တော့ဘူး ဆိုလိုတဲ့သဘောကဝါဆောင်တဲ့လူကလည်းသူ့ဟာသူတရားဖို့အပြည့်ရမယ်။ဒီဝါဖြီးစားဝယ်ပြီးတဲ့လူကလည်းတရားရမယ်။သူကိုယ်တိုင်ထားတယ်ဆိုရင်သူလည်းတရားရမယ်သူနိုင်ရရသွားမှာဒါကိုပြောနေတာ။နော်မင်းဂိုင်ရီအိုင်ယန်တက်ကိစမင်အဂျီရီဟီရှိုင်အွန်အဲ့ဒီဝါဖြီးစားဝယ်ပြီးလိုက်တယ်ဘလူကသူ့ဝါဖြီးစားနဲ့ဖြီးတယ်သူ့စီကလည်းသဝါမရောက်ဘူးတဲ့ကုလနာယာရဆူလလာအဲ့ဒါနဲ့ဆဟာဘာတွေရှောက်ထားတယ်။ ကိုအလာရရဆူလ်လိုက်စကုလ္လနာနဂျီဒူမာယူဖတ်တူဘီဟစ်ဆောအင်ကျွန်တော်တို့လူတိုင်းချမ်းသာတာမဟုတ် ချမ်းသာတဲ့လူကတော့ဝါဖြေစာဝယ်ပေးနိုင်တယ်။ဝါဖြေစာနေရာမှာလူတန်းနိုင်တယ်။ကျွန်တော်တို့ဆင်းရဲတယ်။အားလုံးတော့မလူနိုင်ဘူး။ကျွန်တော်တို့ကိုယ့်ဟာကိုယ်တော့မနှဲစားရတယ်။ကျွန်တော်တို့ဘယ်လိုလုပ်လူမလဲ။ဖကောလရဆူလလာဟီဆလလာဟူအလัยဟီဝဆလမ်တမန်တော်ဆလလာဟူဆန်အဖြေပေးတယ်။ယောအတ္တလာဟူဟာဇတ်ဆဝါဘာဒီဆဝါဘ်ကိုတဲ့အလောင်ရှင်ရဲ့တခင်ကထိုပုဂ္ဂိုလ်ကိုပေးမယ်။မန်ဖတ်တရဆာအီမန်အလာမုဇ်ကတီလဘနင်နောက်ဆုံးနုတငုံစာလောက်တိုက်လိုက်ရင်လည်းအဲ့ဒီဆဝါဘ်ပြန်။ အများကြီးမတတ်နိုင်ဘူးနှိုးတငုံစာပဲတတ်နိုင်တယ်နှိုးတငုံစာလောက်ဝယ်ပြီးလိုက်ရင်လည်းအဲ့ဒီစွာပြမယ်အောက်တမရတဲ့ဒါမှမဟုတ်ဒီလောက်လည်းမတတ်နိုင်ဘူးစွန်မလွန်ဒီတလုံးတော့ပေးနိုင်တယ်စွန်မလွန်ဒီတလုံးပေးနိုင်လို့စွန်မလွန်ဒီတလုံးပေးလိုက်လေသူလည်းဒီစွာပြသွားမယ်တဲ့အောက်ရှရဘတ်မင်မနောက်ဆုံးသူပြောတယ်ကျွန်တော်စွန်မလွန်ဒီတလုံးစာဝယ်ပေးဖို့လည်းပတ်သက်မရှိဘူးရေတခွက်ကမခတ်တိုင်းနိုင်ဘူးလားကိုယ်အိမ်ကရေတခွက်ယူပြီးတော့ဝါဖြေမဲ့လူကိုရေတခွက်လည်းမပေးနိုင်ဘူးလားအဲ့ဒီရေတခွက် ခတ်ပေးလိုက်တယ်ရေတခွက်စာပေးလိုက်ရင်လည်းပဲတဲ့သူလည်းအခုနကဝါဖြေစာ စီစဉ်ပေးတဲ့လူလည်းစီရင်ထဲမှာဝင်သွားမယ်ဝင်ပြီးတော့သူလည်းဆဝါပြသွားမယ်ဝမန်အစ်ဘာအစောအီမန်ဆကာဟူလာဟူမင်ဟောဇီရှာဘာအချင်းသူဟာဝါရှောင်တဲ့လူကိုရိုးစာထားတဲ့လူကိုဝါဖြေစာစီစဉ်ပေးတယ်ဆိုရင်နဲ့အလောရှမြတ်ကယ်ယာမတ်နေကြရင်သူ့ကိုဟောဇီကောက်ဆာကောက်ဆာရေကန်ကနေတမန်တော်မြတ်ကသူ့ကိုရေတိုက် အဲ့ဒီရေကဘလောက်ကောင်းလဲဘလောက်ချိုတယ်ဘလောက်အရသာရှိလဲဆိုရင်အဲ့ဒီရေကိုတောက်ပြီးရင်နဲ့လာယစ်မအူဟတ္တာအဒီယဒခူလလ်ဂျန္နာဂျန္နတ်ထဲဝင်တဲ့အထိဘရောမရေမစားတော့ဝါပြိစာဝါရှောင်းတဲ့လူကိုဒီကျွေးတဲ့လူကိုတမနတော်ဒီလိုကောက်ဆရရေတိုက်မယ် ဂျန္နတ်တဲ့ဝင်နေသည့်ရေမစားတော့ဘူးဂျန္နတ်တဲ့ရောက်ရင်ကတော့ရေမစားတော့ဘူးအင်နကလာတဇမူဖီဟာအဒီကုရ်အန်ကျမ်းတော်မြတ်နောက်တနေရာမှာရှိတယ်ဟလာဂျန္နတ်တဲ့ရောက်မှတော့ရေစားဖို့မရှိတော့ဘူးဘောဟူဝါရှဟရွန်အဝလဟူရဟမာလီလာရဲ့ပထမဆယ်ရက်ကရဟမတ်ရဲ့ရဖြစ်တယ်တဲ့ဝအောက်ဆတူဟူမောက်ဖီရာဒုတိယဆယ်ရက်ကတော့အလ္လာတာလာခွင့်လွတ်ပေးမဲ့မောက်ဖီရတ်ရဲ့ရဖြစ်တယ်ဝအာကီလူဟူအစ်ကွမ်မီနန်နာနောက်ဆုံးဆယ်ရက်ကတော့ဂျဟန္နမ်ကနေလွတ်မြောက်မဲ့ဆယ်ရက်ဖြစ်တယ် နောက်ဆုံးဆယ်ရက်မှာအိဘာဒတ်လုပ်မယ်ဆိုရင်ဂျဟန်နမ်ကနေလွတ်မြောက်မယ်လို့ဆိုလိုတာဖြစ်တယ်ဝမန်ခဖဖအန်မမ်လူကီဖီဟီဂဖရလ္လာဟူလဟူဝအာတကဟူမင်နနာနောက်ဆုံးဟာဒီသ်မှာဗာပြောလဲဆိုရင်အချင်းသူဟာရမဇန်လမှာမိမိရဲ့လက်အောက်ငယ်သားအလौတမားတွေကိုအလौခိုင်းတဲ့နေရာမှာရှော့ပော့ပေးတယ်ဆိုရင် ကျန်တဲ့လမ်းမှာအလုတ်ဘလို့မဆိုခိုင်းခဲ့တယ်။ဒီလမ်းမှာကျွန်တော်တို့ဒီလိုလေးကိုချင်းစာတရားထားလိုက်မယ်။အဲဒါငါအလုတ်သမားဖြစ်တဲ့ဒါငါသားသမီးဖြစ်တဲ့ငါတပည့်ဖြစ်တဲ့ငါသူ့ကိုအလုတ်နဲ့နဲ့ရှော့ခိုင်းလိုက်မယ်။သူလဲရူဇာနဲ့ရမဇန်လဖြစ်တဲ့နားကျင်မယ်။ကျွန်တော်တို့ဘာလုပ်လိုက်လဲ။သူ့ကိုနည်းနည်းလေးအလုတ်ရှော့ခိုင်းလိုက်တယ်ဆိုရင်နဲ့ဂဖရလာဟူလဟူဝအတကဟူမင်နန်နာအလ္လာတာလာသူ့ရဲ့ဂုဏတွေကိုလည်းခွင့်လွှတ်လိုက်မယ်။သူ့ကိုအလ္လာတာလာဂျဟန္နမ်ကနေကယ်တင်လိုက်မယ်။ မိမိအလौဒ္ဓမာတွေရှော့ခိုင်းမယ်ဆိုရင်နော်အဲ့လိုပဲဟာဒီသောတပုတ်မှာဘုခါရီကျမ်းမှာပဲလာရှိတယ်မလမ်ယဒအကောလဇူရီဝလ်အမလဘီဟီဖလိုက်ဆလ illah ဟီဟာဂျတုန်ဖီအန်ယဒအတူအာမဟူဝရှာရာဘဒီဟာဒီသကိုပြောပြီးညကုန်း6လိုက်မှာဖြစ်တယ်အကျဉ်လူဟာရိုးစားထားထားတယ်ကျွန်တော်တို့တနည်းလုံးမှာကျွန်တော်တို့ပါဇက်တွေကမအားဘူးလဖက်ရီတောက်တယ်ကွန်းစားတယ်ဟာလာဒါလောက်ဒီကုန်းနေငုံထားတယ်တယောက်ယောက်ကတခုခုမင်းအောင်မှကျွန်တော်တို့ပါဇက်ဖွင့်ပြီးမဖြေနိုင်ဘူးပါဇက်ပိတ်ပြီးတော့အင်းအင်းတို့လိုပြောတယ် ပါဇက်ပိတ်ပြီးတော့ပဲอืมဒီလိုလောက်ပြလိုက်ပါဇက်မအောင်အခုဒီလကပါဇက်အားရဲလားဖြစ်တယ်မနက်ကနေမိုးချုပ်တိပါဇက်တပေါက်ကဘာမှစားစရာမရှိဝါးစရာမရှိအားနေတော့ကျွန်တော်တို့ဘာလုပ်လဲဆိုတော့အရင်လှထက်ကိုဟိုချောင်းတီချောင်းပူပြောတယ်ဝါမရှောင်ထားတဲ့လူကစကားနေတယ်လို့ဝါရှောင်ထားတဲ့လူကစကားတော်တော်များတယ်အင်းကကလေးတောင်ပြောတယ်ဟလာအမေတို့ဖေတို့တော်တော်ပွားတယ်လေဒီလားတကယ်လဲပွားတယ်တေးသေးလေးလမ်းမှာခလုတ်တစ်ခုတွင်းလာဒါကိုပြောနေမှာ7မိနစ်လောက်

سوينا فليس لله حاجة في أن يدع طعامه وشرابه أري لغا تنيغو على أسالة مسابو جيلة متابو آلون لطهاري أري أنغان نيجينغو الله تعالى قيو لمسائبو سلوڑے تو بوگا تو یہ روزا گا پائیں پائیں دو آمیں رے دو دو روزا یہ سواب اپی وا یا ماں مہو بھورے اللہ شمیت تکھین چنہ رو آلوں پیو یوں سو یوں مہو بے لطوی عمل چندوں نینے توفیق سو آپی تنا رہا مبازے و آخر دعوانا ان الحمدللہ رب العالمين